လာနေညာကြောင်းရန်ကုန်ဆောင်းတွင်းမှာအအေးတက်ပုံနေပါတယ်။အအေးတက်အတွက်ဘေထုတ်အနှွေးထည်ကိုပြည်သူတွေအားကိုးနေရပေမဲ့သွင်းကုန်ကန့်သက်ချက်တွေကြောင့်ဈေးကွက်ထည်မှာဘေထုတ်အထည်တွေမလုံလောက်ဖြစ်နေပါတယ်။ဟန်နာပေးပို့ထားတာပါရှင်။လာနေညာရာသီဥတုဖြစ်စဉ်ကြောင့်အအေးတက်ပုံလာတဲ့ရန်ကုန်မြို့မှာအထည်ဟောင်းဘေထုတ်ဈေးကွက်ကအနှွေးထည်လာရောက်ရှာဖွေသူတွေနဲ့စီကားနေပါတယ်။ဒါပေမဲ့သွင်းကုန်ပစ္စည်းကန့်သက်ချက်တွေကြောင့်ပစ္စည်းအစ်စ်တွေမဝင်နိုင်ပေအဟောင်းထည်မလုံလောက်မှုတွေဖြစ်နေပါတယ်။ တကယ်ချိန်တွေကဘယ်လိုလဲဆိုပစ္စည်းပြက်ပြီးတော့ရောင်းနေရတယ်ဗောပစ္စည်းဝယ်ခြင်းနဲ့ပစ္စည်းဝယ်လို့မရဘူးဝယ်လို့မရတော့ရှိတာတွေရောင်းရတာဗောဒါဘေးတော့ကတော့ထုံးစံတော့အေးရင်ရောင်းရတာပဲဒါကပုံမှန်ပဲတန်တဲ့ချိန်တွေတော့ဒီတိုင်းပဲပါဝါလာပါဝါလာကဟွာဗော၈လပိုင်းလောက်စပြီးတော့၈၉၁၀ အဲ့တော့ဆက်ပြီးတော့လုံးဝပါသွားလူတော်မရှိတော့ဖြစ်သွားတာအခုမှအေးတော့မှပြန်ပြီးပြန်တက်လာတာပေါ့နော်အေးပြန်တက်လာပြီမဲ့ပစ္စည်းရကိုလိုချင်တဲ့ပစ္စည်းရမရှိဘူးမရှိတာလည်းဆာလို့ရှိရင်တည်ယူတည်ရတာပေါ့ခတ်သွားတာပေါ့နော်ဟိုအရင်တော့အခုဟိုမန္တလေးကအများကြီးရဆိုဒါလိုက်တည်လို့ရတယ်အခုအများကြီးရဆိုလည်းအထုတ်ဖြီမှတည်လို့ရတယ်မန္တလေးကတချို့လာမယ်ဆိုလည်းအထုတ်လိုက်မရဘူးတည်ပြီးဟိုခွဲပြီးတော့မှတည်လာတာပေါ့ဘေဒုတ်ဆိုရဲဖီမလာတော့ဘူးပေါ့ခွဲခွဲပြီးတည်ရတယ်အဲ့လိုဖြစ်သွားတယ်အခုက တွင်းကုန်ပစ္စည်းအပေါ်မြင်ခုံနေရတဲ့အခြေအနေပေါ်မှာမော်တော်ကားအဟောင်းကားစလို့ဆိုင်ကယ်စပိန်အဝတ်ဟောင်းအိတ်ဟောင်းဖနက်ဟောင်းဖန်စီပစ္စည်းဟောင်းတွေကိုမြန်မာနိုင်ငံကတက်နိုင်သူလူလတ်တန်းစားတွေနဲ့ဝင်ငွေနှဲမိသားစုတွေပါမကြံလိုအပ်ချက်ရ90ရာခိုင်နှုန်းလောက်မြင်ခုံနေကြတာလို့အဟောင်းစည်းကွက်ကျွမ်းကျင်သူကတုံ့တက်ပါတယ်အေးပူလာတဲ့အခုရက်ပိုင်းအတွင်း ဒီထုတ်ဆိုင်မှာအညွှန်းချက်လာရှာတဲ့မြို့သမီးကြီးတယောက်ကခုလိုပြောပါရယ်ဒီနေ့အေးရတော့ပေါ့နော်နည်းနည်းဟိုအရင်နှစ်တားရဲ့ဆိုင်ပူပူလာတယ်ပေါ့နော်အေးပူလာတဲ့အတွက်ဒီဟိုအနှွေးတယ်လေးတွေဟိုအဖြစ်တော့ကြတော့ဒီနေ့ဝေးရမယ်ဆိုတော့အဲ့အနှွေးတယ်လေးတွေလာဝယ်တာပါဒီရတော့ဟိုဘက်ကဟာရင်ရောင်းတာဆိုတော့ဟိုအစ်စ်တင်နေရတော့မတူဘူးပေါ့သမီးရဲ့ဒါပေမဲ့လို့ဟိုသူ့ရဲ့ဟိုဟာကြတော့လဲအနှွေးတယ်ကြတော့လဲဒီဟာတအားနှွေးတယ်ဟိုဟာလေးတွေကြတော့ပါတာ ပေါ့နော်သမီးအဲ့လို size ရှိတဲ့အတွက်ဒီဘက်ကနှွေးတာလေးတွေလာဝယ်တာပေါ့နော်လေ လာနီညာကြောင့်ပြန်ဤလာတဲ့ရန်ကုန်ဆောင်အတွက်ဗီထုပ်အစ်စ်တွေမဝင်နိုင်လို့ရွေးချယ်စရာရှာပါပြီးဈေးနှုန်းတွေကလည်းအဟောင်းထက်ပုံထက်ဆိုပေမဲ့ဈေးမချုံနိုင်တဲ့အခြေအနေကိုဗီထုပ်ရောင်းချသူတယောက်ကပြောပါရယ်ဆောင်းဝယ်ရဖြစ်တာ3-4ရက်လောက်ပဲရှိသေးတယ်မဟုတ်ဘူးအခုကတော့ဟူဒီလေးပေါ့ဟူဒီတို့ကလေးနွေးတယ်လေးအလိုလိုပဲအပားတွေကတော့သိမရအောင်ဈေးနှုန်းတွေကတော့စားစားပဲမှ3,500တော့5,500တော့ဟူဒီလေးဆိုတော့1,000 1,200 1,800တော့အလိုလိုပဲစီရ ရှိရတယ်တရှိရှိရတယ်ဆိုနောက်တော့ချက်မမလေးကန့်သက်ကုံတွေကြောင့်ဘေးထုတ်တွေပါပါဝင်လာတာကြောင့်အရင်လိုဘေးထုတ်တွေပေါပေါများများမြင်မြန်ဆင်ဆိုင်ရောင်းဝယ်နိုင်ဖို့ဘေးထုတ်စောင့်ကြည့်ဝယ်ယူသူတွေနဲ့ရောင်းချသူတွေကမျှော်လင့်နေကြပါတယ်ဟောသူကတော့လူတွေကလာတဲ့ပစ္စည်းကိုကန့်သက်ပေါ့နော်ကန့်သက်ကုံလောက်လိုက်တဲ့အခါမှာဘေးထုတ်ရေလို့တော့မဟုတ်ဘူးပေါ့သူကတော့ထိုင်းနိုင်ငံပစ္စည်းအစ်စ်ပေါ့စားတော့ကုန်နေပါညာတာတော့ဘီတုတ်တော့မတားပါဘူးဒါပေမဲ့တဲတဲ့အခါကျတော့အဲ့လိုဖြစ်သွားတာပါအမှန်တော့ ဟိုပေါ့သူတို့တဲတဲ့ပစ္စည်းကအကုန်ဒီလိုဘေးတော့ကြီးပြတကားလုံးတဲလို့ရတာမဟုတ်ဘူးလေအကောင်အထက်မှာထိုင်းပစ္စည်းတွေပါယိုးရီယာအချိုးရီချုံမုတ်တွေအဲ့ဒါတွေနဲ့ရောတဲတဲ့ခါကျတော့ဒီကုံမှာကန့်သက်ကုံတွေဖြစ်ကုန်တာပေါ့အမှန်တော့လမ်းကြောင်းပွင့်ပွင့်တော့ပို့ပြီးတော့ဒီမှာမြန်မြန်ဆိုင်ဆိုင်နဲ့ပေါ်ပေါ်လောလောနဲ့ရောက်လို့ရတာပေါ့တွင်းကုံကန့်သက်ချက်ကြောင့်ဘေးထုတ်အစ်စ်တွေရောက်လာဖို့မတိချပါပဲလာနီညာကြောင့်2025-26ဆောင်းရသည်ဟာဆက်အေးလာဖို့ရှိတယ်လို့မိုလီဝတ်တာနဲ့စလာဘီဒါဂျန်ဂျန်တူတွေကခံမှန်းထားကြပြီး ဈေးဝယ်တူတွေကတော့အသေးရောက်မလာနိုင်သေးတဲ့ဘိတ်ထုတ်အဟောင်းပုံတွေကြားဆက်လက်တိုးဝင်နေကြအောင်မှဖြစ်ပါတယ်ဂျမဟနာပါ